ဆရာတော်ဦးဇော်တိကမာမြိုင်တော်ရရဲ့စိတ်ချမ်းသာဖို့လူရင်းမှာဣဇာအုတ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာတော်အာယုတည်စွာလျှောက်ထားအပ်ပါလိမ့်ဗျာဒီဘက်မှာတော့စိတ်ချမ်းသာလို့အစဉ်ပြေတာဆိုတာကနေဆက်ပြီးတော့မှတင်ဆက်မှာဖြစ်ပါတယ်စိတ်ပညာရှင်ဝီလျံဂျိမ်းစ်ကပြောတယ်စိတ်ချမ်းသာမှုကိုရအောင်ဘယ်လိုလုပ်ရမလဲရထားတဲ့စိတ်ချမ်းသာမှုမပြောက်အောင်မပြတ်အောင်ဘယ်လိုလုပ်ရမလဲပြောက်သွားတဲ့စိတ်ချမ်းသာမှုပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလူများစုလုံးသမျှကိစ္စမှာအမြင်တည်ပြီးတော့ပါနေတဲ့ဆန္ဒပဲကိုယ့်ရဲ့စိတ်ချမ်းသာမှုစိတ်စီရင်မှုကအရာရာတိုင်းကိုအယောင်ဆိုးတယ်စိတ်ချမ်းသာနေရေတောက်ရတာတောင်ရတာရှိတယ်စိတ်ချမ်းသာနေစားရတာမိန်နေအစာကြေတယ်စိတ်မချမ်းသာရင် အစာမကြေယောဂါဖြစ်တယ်ရင်တုံနေမောတယ်မူးတယ်အားနေတယ်ခေါင်းကိုက်တယ်ဆက်ကြောတက်တယ်ညောင်းနေအေးမိတတ်တယ် စိတ်ချမ်းသာနေအိယာရာနိနိချာချိုင်ဤပြောတဲ့စားသမျှသဘောကျတဲ့အားရှိတယ်။စိတ်ချမ်းသာနေတဲ့သူက လောကကြီးကိုအနိယပုတ်ကင်းတယ်လို့မြင်နေစိတ်စင်းရနေတဲ့သူက လောကကြီးကချက်ဆရာကောင်းတဲ့နေရာလို့မြင်နေနေရာတိုင်းကိုအန်ဒီယံများတဲ့နေရာလို့မြင်နေစိတ်ချမ်းသာနေတဲ့သူကဆုံးဖြတ်စရာရှိတဲ့အခါမှန်မှန်ကန်ကန်လွယ်လွယ်ကူကူဆုံးဖြတ်နိုင်ရင်စိတ်စင်းရနေတဲ့သူကသူ့ကိုယ်သူယုံကြည်မှုနည်းတယ်မဆုံးဖြတ်ရဘူး မမကိုကိုကြောက်တယ်ဒါကြောင့်အရေးကြီးတဲ့ကိစ္စဆုံးဖြတ်ရမယ်ဆိုရင်စိတ်ဆင်းရဲနေတဲ့သူကိုမဆုံးဖြတ်ခိုင်းပါနဲ့စိတ်ချမ်းသာတဲ့သူကအကောင်းဝင်တတ်တဲ့သဘောရှိလို့ဘယ်သူကိုမဆိုကောင်းနဲ့တော်တယ်လို့မြင်တတ်တယ်။စိတ်မချမ်းသာတဲ့သူကလူတွေကိုအကောင်းမမြင်ဘူးအထင်သေးတယ်မယုံဘူး။စိတ်ဆင်းရဲနေတဲ့သူက သူများကို အနိုင်ကျင့်ကျင်တယ်။သူများကိုနိုင်လိုက်ရရင်သူနည်းနည်းနေသာထိုင်သာရှိသွားတယ်လို့ထင်နေစိတ်ချမ်းသာနေတဲ့သူကသူများကို မနိုင်ခြင်းမှုဒါကြောင့်ညတာတယ်။စိတ်ချမ်းသာနေတဲ့သူကသူ့ဘဝတစ်ခုလုံးကိုသူကျေနပ်မှုပူရတယ်လို့ပြောတယ်။စိတ်ချမ်းသာလို့ဘဝကိုကျေနပ်မှုပူရတာလား။ဘဝကိုကျေနပ်မှုပူရလို့စိတ်ချမ်းသာတာလား။ဘယ်ဟာကအစလဲ။တရားအားထုတ်လို့စိတ်ချမ်းသာလာတဲ့သူကဘဝကိုကိုးပြီးတိတ်ပဲရှိတယ်လို့ခံစားရတယ်။ဘဝမှာကြုံတွေ့ရတဲ့အကောင်အဆိုးအတွေ့အကြုံတွေကိုအတိတ်ပဲရှိတယ်လို့မြင်တယ်။ကိုယ်စိတ်ကိုကိုယ်သိပြီး အေးချမ်းအောင်နေထိုင်လာရင်နေ့စဉ်ကြုံတွေ့နေရတဲ့အခြေအနေတွေကကိုယ်စိတ်ကိုနှမ်းမမှုနေသွားလို့အဲ့ဒီကိစ္စတွေကကိုယ်စိတ်ချမ်းသာမှုအတွက်တိတ်အေးမပါတော့ဘူးဒါကြောင့်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြင်းထန်တဲ့တုံ့ပြန်မှုတိတ်မဖြစ်ဘူးလှုပ်တင်တာကိုအေးအေးဆေးဆေးလုပ်နိုင်တယ်ဖြစ်လာရင်ဝမ်းသာတယ်မဖြစ်ရင်တိတ်ပန်းမနေဘူးစိတ်မချမ်းသာတဲ့သူကဘဝတစ်ခုလုံးကိုခြုံပြီးတော့စိတ်ထက်ကြစရာလို့မြင်တယ် အဆင်ပြေလို့စိတ်ချမ်းသာရဲဆိုရင်စိတ်ချမ်းသာကိုစစရရအဆင်ပြေတဲ့ဒီဆောင်ရမယ်အဲ့ဒါမဖြစ်နိုင်ဘူးဒါကြောင့်ဒီယူဆကိုပြောင်းပြန်လှန်သင့်တယ်အဆင်ပြေလို့စိတ်ချမ်းသာတာမဟုတ်ဘူးစိတ်ချမ်းသာလို့အဆင်ပြေတာအဲ့လိုပြောတော့တဘာမှမကြဘူးလို့ထင်မယ်အဲ့လားတကယ်ကလက်တွေ့ပါစိတ်ချမ်းသာအောင်အရင်လုပ်လိုက်တဲ့ကျန်တာတွေအဆင်ပြေလာတာတွေ့ရတယ်စိတ်ချမ်းသာနေရင် အဲစိတ်ချမ်းသာနေစိတ်ချမ်းသာအောင်ရှင်လန်းအောင်နေလိုက်ပါအဲ့ဒီလိုဆိုရင်ချက်ချင်းပဲကိုယ့်ရဲ့ဆက်ဆံရေးတွေကိုယ့်ကိုယ်ကိုမြင်ပုံတွေကိုယ့်အနာဂတ်မျှော်လင့်ချက်တွေအားလုံးကပိုပြီးကောင်းလာမယ်စိတ်ချမ်းသာနေရင်ဆက်ဆံရေးပိုကောင်းနေပါကြောင့်လေစိတ်ချမ်းသာနေကိုယ့်ဘဝကိုကိုကျင်းနေတဲ့အဲကိုယ့်ကိုယ်ကိုအကောင်းမြင်တဲ့သူများကိုလည်းအကောင်းမြင်တဲ့စိတ်ရှိတဲ့အဲကူညီခြင်းနဲ့အဲ့လိုဆက်ဆံရေးတာပိုကောင်းတာပေါ့ကိုယ့်ကိုယ်ကိုကောင်းမြင်တဲ့သူကိုယ့်ဘဝကိုကိုကျင်းနေတဲ့သူ သူများကိုအကောင်းမမြင်တဲ့သူကဆက်ဆံရေးဖဲမှာကောင်းနိုင်တော့မလဲစိတ်ချမ်းသာနေရင်ကိုကိုကိုအကောင်းမြင်တဲ့ကို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 တန်ဖိုးထားတဲ့ကို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 ယုံကြည်တဲ့ကိုအားကိုကိုတဲ့စိတ်ချမ်းသာလို့ကိုကိုကိုအကောင်းမြင်တာလားအဲကိုကိုကိုကောင်းမြင်လို့စိတ်ချမ်းသာတာလားမေးစရာပဲနော်ဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင်နေပြီးကောင်းတာကိုလုပ်ရင်တော့ကို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 အကောင်းမြင်မှုတည်ချတယ်ဒါကြောင့်အဲကိုကိုကိုကောင်းမြင်လို့လုပ်ရမယ် ောင်းတာကိုလုပ်ရင်ကိုယ့်ကိုယ်ကိုကောင်းမြင်မယ်။ကောင်းတာတွေလုပ်ပြီးကိုယ့်ကိုယ်ကိုကောင်းမြင်မှုမလွယ်ဘူး။အဲတော့စိတ်ချမ်းသာအောင်နေပြီးကောင်းတာကိုလုပ်ပါ။စိတ်ချမ်းသာနေနာဂတ်မျော်လင့်ချက်တွေပူကောင်းပါတယ်။ခုနာဂတ်ကကောင်းမယ်လို့ယုံကြည်တယ်။ကိုလိုချင်တာကိုပြစ်မယ်လို့ယုံကြည်တယ်။ဒါကြောင့်အားတက်တယ်။အားတက်လို့စိတ်အားထက်ထက်တန်တန်နဲ့လုပ်တယ်။စိတ်ချမ်းသာနေရင်ဆီရှိတဲ့ဆွဲကောင်းနဲ့လက်မလျှော့ဘူးစိတ်ထဲမကြဘူးအဲ့ဒီတော့လောက်ရင်ဖြစ်တာကများတယ် တခုမှဖြစ်ရင်ရင်နောက်တခုလောက်တယ်ဘယ်တော့မှလည်းမလျှော့ဘူးပြစ်စုံပံမှာကိုလုံနိုင်တာကိုအကောင်းဆုံးလုပ်နေရင်အနာဂတ်အတွက်မျှော်လင့်ချက်ပိုကောင်းတယ်ဒါကြောင့်တီချာတာကိုလုပ်ကြစို့စိတ်ချမ်းသာအောင်လည်းနေမယ်လုံနိုင်တာကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်အဲ့ဒီအနာဂတ်မှာမျှော်လင့်ချက်ကောင်းမယ်ဒါကြောင့်စိတ်ချမ်းသာမယ်စိတ်ချမ်းသာအောင်အကောင်းဆုံးလုပ်နေတာစိတ်ကိုပြစ်စုံပံမှာအများဆုံးထားရတယ်တတိနေနေတာပဲတခြားနည်းတွေကဝေကုန်တယ်ချိန်ကုန်တယ်လောက်ပြတ်တယ်ဒီနည်းကငွေမကုန်မှုချိန်မကုန်မှု အလုံးမပြတ်ဘူးပြင်ပအခြေအနေပေါ်မှာမမီဘူးပြင်ပအခြေအနေပေါ်မှာမိနေတဲ့စိတ်ချမ်းတောင်းလို့ကအချိန်မီလုံးလို့မရဘူးအချိန်မီကိုစောင့်ရမယ်အဲဒီတော့စိတ်ချမ်းသာလို့အစီအပြေရလို့ပြောလို့မရတော့ဘူးစိတ်ချမ်းသာလို့အစီအပြေရလို့ပြောချင်ရင်ပြင်ပအခြေအနေပေါ်မှာမမီတဲ့စိတ်ချမ်းသာမှုကိုရမှာဖြစ်မယ်အဲဒါဒီဟာအထွေရတယ်ဒီပြင်စိတ်ပညာသူဒေသနာမှာထက်ခါထက်ခါတသွေးတညီတဲ့တွေ့ရတာက ။ဦးကစိတ်ချမ်းသာနေတဲ့အခါသူများကိုငွေကြေးကူညီဖြစ်စေ၊လောက်အားကူညီဖြစ်စေအကူအညီပို့ပေးခြင်းနဲ့တဲ့။အကူအညီတောင်းခြင်းရင်ဘယ်သူစီကတောင်းမလဲ။စိတ်ချမ်းသာနေတဲ့သူ၊ကြောက်နေတဲ့သူစီကတောင်းမလား။စိတ်ဆင်းရဲနေတဲ့သူစီကတောင်းမလား။အဲတော့အဲ့ဒါကို feel good do good phenomenon လို့ခေါ်တယ်။ feel good စိတ်ချမ်းသာနေ do good ကောင်းလာလို့တဲ့။စိတ်ချမ်းသာနေတဲ့ချိန်မှာကောင်းတာကိုပို့လို့တယ်ဒါကြောင့်အကူလည်းအကျိုးရှိအောင်များလည်းအကျိုးရှိအောင်နေချင်တယ်ဆိုရင် စိတ်ချမ်းသာအောင်နေရမယ်တော်တော်အတွက်ချိခိုက်တယ်နော်သူများကိုကိုကတတ်နိုင်တဲ့နည်းနဲ့စိတ်ချမ်းသာအောင်လုပ်ပေးရင်သူစိတ်ချမ်းသာတဲ့အတွက်ကို့ကိုလည်းသူကတတ်နိုင်တာလုပ်ပေးမယ်အကူအညီပေးမယ်ဒါကြောင့်ဒီ feel good do good ဆိုတဲ့တဘာဝကိုနေရာတိုင်းမှာသူ့ဒေသနာလုပ်တဲ့မိဘတွေဆရာဆရာမတွေအုပ်ချုပ်ရေးပိုင်းကတွေစဉ်းစားပါစိတ်ချမ်းသာအောင်လုပ်ပေးတာကတွက်ချိအကန့်ဆုံးပဲကို့အတွက်အကျိုးရှိမှလုပ်ချင်တယ်ဆိုရင်စိတ်ချမ်းသာအောင်နေတာကကို့အတွက်အကျိုးရှိဆုံးပဲ သူများကိုစိတ်ချမ်းသာအောင်လုပ်ပေးတာလည်းကို့အတွက်အကျိုးရှိဆုံးပဲစိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီးတော့သူတည်တနာလုပ်တဲ့လူတူချင်းပူကောင်းလာမှုရေးမှစိတ်ချမ်းသာမှုကရေးပါတယ်လူအတိုင်းဝိုင်းတစ်ခုလုံးပူကောင်းလာမှုရေးမှလည်းစိတ်ချမ်းသာမှုကရေးပါတယ်စိတ်ချမ်းသာတဲ့သူများလာလေလူအတိုင်းဝိုင်းတိုးတက်လေလေပဲအဲဒါဘာမှတန်လျာဖြစ်စရာမလိုတော့တဲ့ကိစ္စပါလူတွေကိုအဆင်ပြေအောင်စိတ်ဆင်းရဲအောင်လုပ်ပြီးမှလူအတိုင်းဝိုင်းတိုးတက်အောင်လုပ်လို့မရနိုင်ဘူး ဘယ်လိုလုပ်ရင်စိတ်ချမ်းသာမလဲစိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီးရှိပညာရှိများပြောတာတွေရှိပါတယ်အခုကသူတည်တနာလို့လို့တွေ့ရတဲ့ချက်တွေကရှိပညာရှိများပြောတာနဲ့တူနေပါတယ်ရှိပညာရှိများပြောတာမှန်ပါသလားမှန်နေပါလားလို့သိရတာပေါ့ဘယ်လိုလုပ်ရင်စိတ်ချမ်းသာမလဲပြင်မျိုးမျိုးပြေးကြပါတယ်သူကကောင်းမှုကုသိုလ်လုပ်ရင်စိတ်ချမ်းသာမယ်တဲ့မှန်ပါတယ်ကောင်းတာကိုလုပ်မယ်လို့စိတ်ကူးလိုက်တာနဲ့ပဲ စိတ်ချမ်းသာပါတယ်စိတ်နာမှန်ရင်စိတ်ချမ်းသာမယ်တဲ့မှန်ပါတယ်ဒုက္ခကင်းအောင်နေနိုင်စိတ်ချမ်းသာမယ်တဲ့မှန်ပါတယ်နောက်ထပ်မလို့ကျင်တော့ဘူးနောက်ထပ်ရအောင်မလုပ်တော့ဘူးလို့မဆိုလို့ဘူးကို့မှာရှိတာနဲ့ဝမ်းသာမယ်စိတ်ချမ်းသာတယ်အဲဒါကိုသဘောပေါက်ရမယ်အဲတော့ be happy with what you have လို့ပြောမယ်ဆိုရင်အဲဒါရှင်းတယ်ရှိနေတာနဲ့ဝမ်းသာတယ်ဆိုတာ နောက်ထပ်ရအောင်မလုပ်တော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးလုပ်သေးတယ်ဒါမဲ့စိတ်ချမ်းချမ်းသာသာနဲ့ပဲလုပ်နိုင်တယ်နောက်ထပ်မရလည်းစိတ်ချမ်းသာတာကပြတ်မသွားဘူးအဲ့ဒါအရေးကြီးဆုံးချက်ပဲရရောတဲ့သူကစိတ်ချမ်းသာတယ်လို့ဆိုရင်ရရောတယ်ဆိုတာဘာကိုဆိုလိုတာလဲအပြီးလည်းပြီးတယ်ဒီကုန်းလည်းကုန်မသွားဘူးခဏပြရာနဲ့ရေးစီတသက်တာစိတ်ကျေနပ်မှုရတာ ခဏပြောတာနဲ့ရေးစီတသက်တာစိတ်ကျေနပ်မှုရတာဆိုပြီးနှမျိုးခွန့်ပြီးစဉ်းစားတယ်လေခဏစိတ်စင်ရဲပြီးတော့မကြခင်မိသွားတဲ့ကိစ္စတွေရှိတယ်လို့ခဏပြောပြီးတော့မကြခင်စိတ်စင်ရဲစရာနဲ့တွေ့တဲ့အခါပြောတာကချက်ပြောင်နဲ့ပြောင်ပြောင်သွားတာလည်းရှိတယ်။ညာတော်အပြင်တော့စိတ်စင်ရဲစရာကမမြင်တယ်လို့ပြောစရာကလည်းမမြင်ဘူး။ကိုအင်တန်ချစ်ရတဲ့သူပြေဆုံးသွားတဲ့အခါစိတ်စင်ရဲပေမဲ့တည်တော်သူကြာရင်မိဆိုလို့ကြာတော့လည်းမိမိပြောင်ပြောင်ဖြစ်သွားတာပဲ။မော်တော်ဆိုင်ကင်ပေါက်ပြီးလက်ပြတ်သွားတဲ့သူတယောက်ကအဆမှာစိတ်စင်ရဲနေပေမဲ့ ။မချာခင်မှာနေသားကျသွားပြီးတော့ပျော့ပျော့ရွှင်ရွှင်နေသွားတာတွေ့ရတယ်။ထိပါလို့ရမ်းပြောတဲ့သူတယောက်ကလှပိုင်းတွေ့မှာပဲ။အရင်တော့ကလိုပဲတိတ်မပြောတော့တာတွေ့ရတယ်။အင်းတော်ကြကားကြမှာတိတ်ပြောတဲ့သူတယောက်မချာခင်မှာသူ့တငယ်ချင်းကိုမင်းအင်းတော်မပြုတ်နဲ့ကွာလို့အချံပြေးတာကြားရတယ်။သူ့တငယ်ချင်းကလည်းမင်းကြတော့အင်းတော်ပြုတ်ပြီးတော့ငါ့ကိုကြအင်းအောင်မပြုတ်နဲ့လို့ပြောတာဖေတရားမလဲလို့ပြန်ပြောတော့မိမသိလို့ပါကွာတဲ့။ဘယ်ဘက်ခြေတော်တစ်ဖက်ပဲရှိတဲ့သူတယောက်ကကျွန်တော်ကကခုံရရဲပျော်ရွှင်မှုကိုမသိပေမဲ့ ဘယ်ဘက်ခြေထောက်နဲ့မကြည့်ဆွဲရတဲ့အရာသာကိုတော့သိပါတယ်။အဲတူတာပဲပဲခြေထောက်တစ်ဖက်ပဲရှိတယ်။အဲ့ဒီခြေထောက်တစ်ဖက်နဲ့မကြည့်ဆွဲတယ်။ကဲ။အဲ့ဒီလိုပဲပက်ဆံမချင်းတောင်ပေမဲ့ပျော်နေတဲ့သူတွေရှိတယ်။အခုရနေတဲ့ဝင်ငွေရနှစလာပြရင်တော့တိတ်ပျော်မှာပဲလို့ပြောတဲ့သူကသူပြောတယ်လို့ဝင်ငွေနှစရလာတော့လည်းခဏပဲပျော်ပါပဲ။မကြခင်အရင်တော့ငါပျော်သလားပဲပျော်တယ်။အရင်ကလောက်စိတ်မစည်းရတော့ဘူး။အဲစားဝယ်နေရင်လည်းပိုးစင်ပြေလာတော့အရင်ကလောက်တော့ စီမစီရဲ့ပဲနည်းနည်းတော့အသက်ရှူချောင်သွားတာပေါ့လေဝင်ဝင်ဆန်ဆတို့ရင်ဆန်ဆပြောမယ်လို့တော့မပြောနိုင်ဘူးအဲ့ဒါမဖြစ်နိုင်ဘူးရေးကြည့်တာကဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင်ကိုယ့်ကိုယ်ကိုလေ့ကျင့်ပြထားရမယ်ဝင်ကြည့်အင်ပြန်ချမ်းသာကြွယ်ဝတဲ့သူတွေလည်းတိတိတသားကြီးမပြောကြဘူးစားနိုင်တောင်းနိုင်တဲ့သူတွေတဲ့အထူးပုံပြီးပြောတယ်လို့မထင်ဘူးမင်းဆိုတာကျမ်းမာရေးလို့ပဲကျမ်းမာနေတော့ကျမ်းမာလို့ပြောလိုက်တာလို့တွေးမိတဲ့သူတိတ်နေတယ်။မကျမ်းမာတဲ့အခါမကျမ်းမာလို့စိတ်ဆင်းရဲလိုက်တာလို့ပြောကြတာပဲကြားရတယ်။ ငွေလည်းဒီလိုပဲမရှိလို့စိတ်စီးရဲလိုက်တာလို့ပြောကြတာကြားရတယ်ရှိတော့လည်းသိသတိပြကြတော့ဘူးတောင်းလိုက်ရတော့ခဏတော့ပြုံးမဲ့ထင်တယ်စိတ်ချမ်းသာမှုကိုငွေနဲ့ဝယ်လို့ရမလားငွေရှိရင်ဒုက္ခတော်တော်နည်းသွားတာတော့အမှန်ပဲငွေမရှိလို့စားဝတ်နေရင်အဆင်မပြေလို့စိတ်စီးရဲကိုစီးရဲဖြစ်ကြရတာများတယ်ဒါပေမဲ့ပတ်စံချမ်းသာဆုံးလူကစိတ်ချမ်းသာဆုံးလူလို့တော့ပြောလို့မရဘူးပတ်စံချမ်းသာပြီးစိတ်စီးရဲနေတဲ့သူတွေအများကြီးပဲဒါကြောင့် ။ဘောဂီစိတ်ချမ်းသာမှုဆိုရင်ဘယ်လိုစိတ်ချမ်းသာမှုကမှမပြဲပါဘူး။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တောင်းပါ။